2019ရဲ့တင်းနှင်းစင်းတဲ့နေ့ဖြစ်တယ်လို့မမိစစ်တဲ့သူမှစိပင်းအစာပေးပညာစိပညာတွေကိုသင်ကြားတက်မြောက်ခဲ့ပြီးဖြစ်လို့ရေဘိုတို့တက်မတော်ကြီးရီလေးတိုင်းရတပ်ဖွဲ့တည်တည်မှာခေါင်းဆောင်ငယ်များအဖြစ်တက်မတော်ကစတင်တာဝန်ပေးရတဲ့နေ့လည်းဖြစ်တယ်။ဒါကြောင့်ဒီနေ့ဟာရေဘိုတို့တဲ့ဘဝမှတန်တိထူဆိုင်ထူနိုင်တဲ့နေ့ဒီနေ့ဖြစ်တဲ့ပြင် နိုင်ငံတော်နဲ့တက်မတော်တက်လဲခွန်အားသစ်တွေတိုးပွားတဲ့ဒီရုနေပြတ်ဖြစ်ကြောင်းဂုံယူပေါင်းမြောက်စွာ ပြောကြလိုတယ်ရဲဘော်တို့အမိစစ်တက်သူကြီးကနေတက်မတော်ကြီးရေလီအတွက်လိုအပ်သောလေယုံရေနေလုံးရေပြည့်ဝသည့်အရာရှိကောင်းများမုထုပ်ပညာဆိုတဲ့ရွေချက်နဲ့ညီရဲဘော်တို့ကိုတက်မတော်ရဲ့ခေါင်းဆောင်ငယ်များဖြင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်တယ် ဒီလိုကောင်းမွန်တဲ့ရည်ရဲချက်တွေနဲ့မွေးဖွားလာတဲ့ရဲဘော်တို့ဟာတာဝန်ကြရတတ်အသီးသီးမှာပေးရလာတဲ့တာဝန်တွေကိုကျင်းပစာထမ်းဆောင်ရင်းတစ္ဆာသူရသိပ်ပအရာရာမှာစန္ဒင်ကွန်ပျူတာသူများဖြစ်အောင်ကြိုးပမ်းဆောင်ရွက်တော့ကြဖို့တိုက်တွန်းမှကြလို့လေရဲဘော်တို့တမ်းမတော်ရဲ့အဓိကလုပ်ငန်းကြီး၃ခုကိုစတင် ထမ်းဆောင်ကြရတော့မယ်ရဲဘော်တို့ဟာခေါင်းဆောင်မှုပညာရပ်ကိုလည်းနားတော်တတ်ဖို့လိုအပ်တယ်ခေါင်းဆောင်မှုဆိုတာမွေးရပါအရေးကြီးမှုပဲ ကိုယ်တိုင်လေ့လာကျင့်ကြံကြိုးစားအောက်ထုတ်ပြီးရယူရတာဖြစ်လို့ရဲဘော်တို့တွင်လည်းတမတော်မှာပြဋ္ဌာန်းထားတဲ့ခေါင်းဆောင်မှုအင်္ဂရ16ရက်နေ့ကိုက်ကြီးအောင်ကိုယ်တိုင်ကြိုးစားလှုပ်ဆောင်သွားကြမှာဖြစ်တယ်သူဒီပြေခေါင်းဆောင်လို့သူဟာ လက်အောက်ငါးသားတွေရဲ့စိတ်တက်နဲ့စွမ်းရည်ကိုစင်တတကြစူးစီးပြီးပေးရလာတဲ့ရေမကျက်တာဝန်တွေကိုအောင်မြောင်ထမ်းဆောင်ကြမှာဖြစ်တာကြောင့်ရေဘိုရိုတွင်နဲ့မိမိခေါင်းဆောင်ရတဲ့အဖွဲ့အစည်းကို အမြဲစီလုံးညှဉ်းညွမှုရှိနေအောင်ဆောင်ရွက်နေကြမှာဖြစ်တယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာတပ်ဖွဲ့ဝတ္ထုချင်းစီရဲ့စိတ်နေသဘောထားရုပ်ဆောင်နန်းဆောင်ရည်များနဲ့အားနာချက်အာသာချက်တွေကို သိရှိအောင်လေ့လာ ပြီးလူမနေရမှာတောင်းဝန်ပေးရနိုင်ရေးကျူပါလူဆောင်ရမှာဖြစ်တယ်လို့လျောက်ငယ်သားတွေကိုကြောသားရင်သားမခွဲကြပဲညီညွတ်မျှတစွာကိုယ်ကအုတ်ချုပ်သွားရမှာလေဖြစ်တယ်။ဒါပြင်လျောက်ကိုမှန်ကန်တဲ့ခေါင်းဆောင်မှုပေးနိုင်ဖို့ဆိုရင်ရဲဘော်တို့မှာတည်ကြည်ရိုးသားမှုနဲ့ပြောင်းပမှန်ကန်တဲ့ကိုကျင်တရားရှိဖို့လည်းလိုအပ်တယ်။မိသည်လူငန်းတာဝန်မဆို့ ရိုးသားတဲ့စိတ်ကိုအခြေခံပြီးမှန်ကားစွာလှုပ်ဆောင်မှသာအောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်။မွေယူမဖြောင်းတဲ့စိတ်နဲ့လှုပ်တဲ့လုပ်ငန်းတိုင်းဟာ အောင်မြင်မှုမရရှိနိုင်တဲ့အပြင်ရက်ဖွဲ့ကောင်းတဲ့လေရမသာဖြစ်ပြီးရဲဘော်တွေရဲ့ခေါင်းဆောင်မှုကိုလည်းကြာစင်းစီမှာဖြစ်တယ်။ဒါကြောင့်ရဲဘော်တို့အနေနဲ့နိုင်ငံတော်အပေါ်တပ်မတော်နဲ့တိုင်းရင်တပ်မတော်တိုင်းရင်တပ်ဖွဲ့နဲ့ လူပေါ်ကံပက်တွေပေါ်မှာယူသားဖြောင်းမစားတောင်ဝန်ထမ်းဆောင်ပြီးအခက်ခဲအကြက်တန်းနဲ့ရင်းစုံကျုံတွေ့ရတဲ့အချိန်ပါတိုင်းမှကြောက်တင်ခံနိုင်တဲ့ခေါင်းဆောင်ခေါင်းတွေဖြစ်အောင်ဂျူပန်ဆောင်ရသားချဖို့တိုက်တွန်းမှကြလို့တယ်ရေဘော်တို့နိုင်ငံတကာရဲ့ဖွံ့ဖြိုးတိုးတက်မှု ဆောက်ရုံမှုတို့ဟာအဲ့ဒီနိုင်ငံမှာနှိတိနှိတိနေထိုင်ရတဲ့နိုင်ငံသားတွေရဲ့စူးစမ်းအထောက်အမှု စီကံတိုင်းတာမှုနဲ့လည်းအများကြီးတက်ဆိုင်နေအလားတူပဲအဖွဲ့အစည်းတစ်ခုရဲ့အောင်မြင်မှုကြာရှုပ်မှုတို့ဟာလည်းဒီအဖွဲ့အစည်းတွေမှာပါဝင်ဆောင်ရွက်နေသူတွေရဲ့စူးစမ်းအောက်ထုတ်မှုစီကံတိုင်းတာမှုပေါ်မှာများစွာမူတည်နေတာတွေ့ရတယ်ဒုတမတော်နေတယ်လေယင်းနေ့ချိန်တိမကြီးမရယက်တည်နိုင်ခြင်းဟာခိစက်စက်တမတော်သားတွေရဲ့စီကံတိုင်းတာမှုနဲ့အမေနာကနတ်မှုတွေကြောင့်ပဲဖြစ်တယ် ါကြောင့်ဒုတမတော်ရဲ့အစီအလာခေါင်းတွေကိုလက်စကန်ထင်းသိမ်းကြမဲ့ရဲဘော်တို့ဟာစီကရမှာစံနူမရာပြလိုက်နာကြဖို့လိုအပ်တယ်စီကဆိုရမှာအကြံပေးအပြည့်တိုက်တွန်းချက် စီကံဓာတ်ပိချက်စီကံဆိုပြီးနှစ်မျိုးရှိတယ်ဓာတ်တွန်းချက်စီကံဆိုတာကတော့ရဲဘော်တို့လုဆောင်သည်လုဆောင်ထိုက်တာတွေကိုလုကြဖို့တိုက်တွန်းထားတဲ့စီကံတွေဖြစ်ပြီးဓာတ်ပိချက်စီကံတွေကတော့ ရဲဘော်တို့မလို့ဆောင်တဲ့မလို့ဆောင်ထိုက်တာတွေကိုမလို့ကြဖို့တားမြစ်ထားတဲ့စီကံတွေပဲဖြစ်တယ်။အထူးသဖြင့်ဒုတက်မတော်မှာပြဋ္ဌာန်းထားတဲ့စီတီတော်ကျွန်း60ပါးဟာရဲဘော်တို့လို့ဆောင်တဲ့လို့ဆောင်ထိုက်တာတွေကိုတက်တွန်းထားတဲ့စီကံချက်တွေဖြစ်လို့ခဝဲပစုကဲ့သို့ငဲမြစွာလိုက်တာသွားကြမှာဖြစ်တယ်။တမ္ပရအဥပရိမှာပြဋ္ဌာန်းထားပြီးဖြစ်တဲ့ပြည့်မှု50မြို့နဲ့တက်ဆိုင်တဲ့ဥမ္မာတွေကတော့ မလွတ်ဆောင်တဲ့မလွတ်ဆောင်ထိုက်တာတွေကိုတတ်မြစ်ထားတဲ့စီကောင်းတွေဖြစ်တာကြောင့်ရဲဘော်တို့တွင်လည်းအထူးရှောင်ကျဉ်သွားကြမှာဖြစ်တယ်။ဒါပြင်တံပရောသားတွေဖြစ်တဲ့ရဲဘော်တို့ဟာတံပရောကပြဋ္ဌာန်းထားတဲ့စီမြေပြည်စီကံတွေလုပ်ငန်းဝင်စီကံတွေကိုလေးစားလိုက်နာရမှာဖြစ်တယ်လို့နေဘက်ဆရာစီကံဥပဒေတွေကိုလည်းလေးစားလိုက်နာသွားကြဖို့အလေးထားမှားကြလို့တယ်။ ရဲဘော်တို့လေ့ကျင့်ရေးဆိုတာလေ့လာလေ့ကျင့်လိုက်နာဆိုတဲ့တံတမတွေလုပ်ငန်းစဉ်၃ရမှာအဓိကကြတဲ့အခန်းခဏမှာပါဝင်ကျက်ရှိသလိုဒုတံတမတွေမြဲသူမြဲနယ်လဲတက်စီတစားလုပ်ငန်းတာဝန်တွေရမှာလဲပထမဆုံးအချက်အနေနဲ့ဦးစားပေးထက်သင်ဖော်ပြထားတာကို တွေးရှိရမှာဖြစ်တယ်ရဲဘော်တို့နေစဉ်လှုပ်ဆောင်နေရတဲ့လှုပ်ဆောင်မှုစီကံနေကြီးတတ်မှတ်ထားတဲ့ တမစင်တုံငါတွေကိုလိုက်ပါလိုက်နာလုံးဆောင်ခြင်းဟာဒီနေ့ဒီပုံအပြည့်လေ့ကျင့်နေခြင်းပဲဖြစ်တယ်။ဒီနေ့အပြင်လည်းပြောရရင်ဒုတက်မတော်ရဲ့အရေးကြီးဆုံးလုံငါဟာလေ့ကျင့်ရေးပဲဖြစ်တယ်။ရေဘိုတို့အနေနဲ့မိမိတို့တူချင်းရဲ့အရေးသွေးနဲ့အရေးချင်းတွေဒုတက်စေဖို့တာမကမိမိကိုယ်ကအုပ်ချုပ်ရတဲ့တပ်ပဝန်တွေရဲ့အရေးသွေးနဲ့အရေးချင်းတွေကိုပါဒုတက်နေစေဖို့တဲ့ လေ့ကျင့်မှုတွေကိုစဉ်စစ်မပြဆောင်းမဲ့သွားကြမှာဖြစ်တယ်မိမိကိုပေးရတဲ့တာဝန်တွေကြေပြွန်ဆောင်ရနိုင်ဖို့အတွက်ကျမ်းမှာကြံ့ခိုင်နေဖို့လည်းလိုအပ်တယ်ဒါကြောင့်ဒီစီပုံမှန်လှုပ်ဆောင်ရမယ့်ကြံ့ခိုင်လေ့ကျင့်ခန်းတွေကိုမှန်မှန်ကန်ကန်လှုပ်ဆောင်ကြဖို့လိုသလိုကျမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေတဲ့အရက်ဆေးလေးနဲ့ကုန်သွန်းဆွဲခြင်းတွေကိုလည်းရှောင်ရှားကြဖို့တိုက်တွန်းမှာကြလို့တယ် ရဲဘော်တို့မြန်မာဘုရားကာလာရဲ့တိုးတက်လာတဲ့ဤပညာနဲ့ခင်မီစစ်လက်နဲ့ပစ္စည်းတွေဟာစစ်မှုရေးရာတွေကို ပြောင်းလဲလာစေပြီးဘရူဝီကတ်တက်ချက်တွေကိုပါကျော်လွန်လှုပ်ဆောင်နိုင်ပြီဖြစ်တယ်။ရခင်က လူလင်းနဲ့အင်အားနဲ့တမယိုးကြစစ်နှင်းပြူဟာစရာတွေကိုအခြေခံတဲ့စစ်မီပြင်ကကနေအခုခေတ်မှာတော့ဒရုန်းကဲ့သို့ဤပညာမြင့်တဲ့စစ်ပစ္စည်းများဖလှမ်းမှုလာတဲ့ပြင် ဉာဏ်ရည်တုနီးပညာ AI Cyber အာကာသနဲ့သတင်းချက်လက်တို့ကဲ့သို့စစ်ဆင်မှုနယ်ပယ်များလည်းပုံမှုကျပြတ်လာတာကို တွေ့ရှိရတယ်။တနည်းအားဖြင့်လေကြောင်းကဲတာမှု electronic နီးပညာတာလုံမှုလက်လက်နဲ့ခရမ်းမီများရဲ့ခိမိကောင်းမှုမှုနဲ့ထိရောက်တိကျမှုတို့ဟာစစ်ပွဲရဲ့အနိုင်ရှုံးကိုအဓိကအဆုံးဖြတ်ပေးလျက်ရှိနေတယ်။ဤပညာတို့တဲ့လာမှုနဲ့အတူပြောင်းလဲကျေတွန်းလာတဲ့ စီနီဗျူဟာတွေနဲ့စစ်တပ်ရဲ့ပစ္စည်းတွေကိုနားလည်တက်ကြွပြီးကျောင်းကျင်စာအတုံးချနိုင်ဖို့ပညာရေးမြန်မာနေဖို့လည်းလိုအပ်တယ်ခီမီတမ်ဘရိုတီဆောက်ရမှာပညာရေးမြန်မာရေးကအလွန်ရေးကြည့်တာကြောင့်တမ်ဘရိုတီနဲ့ရရှိစီတီအားလုံးရဲ့ပညာရေးမြန်မာရေးကို လေးထဆောင်ရပေးလျက်ရှိနေတယ်တပတ်မှလည်းရေဘော်တို့တွင်နဲ့သင်ကြားပေးလျက်တဲ့အထက်ပညာတွေကို ်လက်တွေ့ဘဝနဲ့ပေါင်းဆက်ပြီးမိမိကိုယ်ကိုအမြဲတိုးတက်အောင်လှုပ်ဆောင်နေကြရမယ်ဘုဒ္ဓရရှိရှိမဲ့စာပေတွေကိုဖတ်ရှုပြီးအသိဉာဏ်ပညာတွေကျော်ဝလာအောင်ကြိုးပမ်းအားထုတ်နေကြဖို့လိုအပ်တယ်အကောင်းဆုံးအကြောင်းကျိုးတွေကိုခွဲခြားသိမြင်တန်းဆွမ်းရှိစေမဲ့အသိပညာနဲ့အတွေ့အမြင်ဆိုင်ရာ စာပေတွေကိုလည်းလေ့လာဖတ်ရှုသွားကြရမယ်အတတ်ပညာက လူတော်ဖြစ်စေပြီးအသိပညာကလူကောင်းဖြစ်စေနာကြောင့်လူတော်လူကောင်းများဖြစ်လာစေဖို့အတတ်ပညာကိုအသိပညာပါကျော်ဝလာစေရန်ကျူးစွာလှုပ်ဆောင်သွားကြဖို့မှာကြလို့တယ်ရဲဘော်တို့တမရွေအဓိကတာဝန်ဟာနိုင်ငံတော်ကာကွယ်တာဝန်ဖြစ်ပြီးဂျီတာဝန်ကိုကြီးပွားစွာထားဆောင်နိုင်ဖို့ဆိုရင်ရဲဘော်တို့ပါစီရေးစွမ်းရည်အုပ်ချုပ်ရေးစွမ်းရည်စီဝေးစွမ်းရည်ဆိုတဲ့ဆောင်ရည်တော်နဲ့ ပြည့်စုံနေဖို့လိုအပ်တယ်။ဇောရည်တော်နဲ့ပြည့်စုံနေမှသာပြည့်ရတဲ့အမိန့်ရဲ့တာဝန်တွေကိုကျေပြွန်အောင်ထမ်းဆောင်နိုင်မှာဖြစ်တယ်။ဇောရည်တော်ရလို့ဟာဒီခုတည်းကဆက်ဆက်နေပြီးဘုချိုကြီးဇောရည်ကောင်းမွန်လာတဲ့မြဈေးရည်ဇောရည်တူတက်လာမှာလာလာနိုင်တယ်လို့ဈေးရည်ဇောရည်ကိုလည်းဥပုံကောင်းမွန်လာစီမှာလည်းဖြစ်တယ်။ဒါကြောင့်ရေဘော်တို့အနေနဲ့စစ်တပ်ကသူကတင်ကြားပေးတတ်တဲ့ စာပေပညာစိပညာတွေကိုအခြေခံပြီးစောင့်ရည်တိုးရတဲ့ပြည်စုံနဲ့ရရှိကောင်းတွေဖြစ်အောင်ကြိုးစားလှုပ်ဆောင်သွားကြဖို့တိုက်တွန်းမှာကြလို့တယ်ရဲဘော်တို့၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာစိုးပွားစွာပြုလုပ်ခဲ့တဲ့မဲပတမမှုတွေကြောင့်တမတော်ကအမျိုးသားနိုင်ငံရေးတာဝန်တွေကိုဆန်းဆောင်ခဲ့ရတဲ့အချိန်မှာအချမ်းဖဲ NUG CRP အဖွဲ့တွေကတမ်ဘရိုဒီနဲ့ဒီမိုကရေစီ နောက်ပြန်ဆွဲလွတ်ဆောင်နေတဲ့အောင်ဝရမိုင်းတိုက်ပြီးလူငယ်လူရွယ်တွေကိုလွဲမတဲ့မျက်နှင်းချက်တွေနဲ့အတူအကျန်းဖက်လက်နက်ကန်လမ်းစဉ်စီကိုတွန်းပို့ခဲ့ကြတယ်လက်နက်ကန်လမ်းစဉ်တွေကြောင့်ညွန်မတီဆောင်နေတဲ့ပြည်တော်စုကြီးတွေလူစွာအရင်းမြစ်တွေဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်ဒီလိုလက်နက်ကန်လမ်းစဉ်နဲ့ဖြည့်ရှင်းတဲ့ကျိုးပန်းမှုဟာနေပေါင်း90ကျော်ကြာတဲ့အထိမြေသိရက်လက်မှမထွက်လာတာဘူး တင်ကားသာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာဒဏ္ဍာရီလားစင်အကြောင်းဖြစ်တယ်ဆိုတာအမှားတည်းရှုမြင်ဖို့အချိန်ကျနေပြီဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုတိဆောက်ရေးကိုရည်မှချက်ဒူးချရင်ပြည်တော်စုအကျိုးကိုရှေ့ရှုပြီး PDF အပါဝင်ဒဏ္ဍာရီအဖွဲ့တွေအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစားဖိကော်ထားပြီးဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားလိုတယ် တဖက်မှာလည်းဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလက်ညှိုးထိုးပြီး NCA မှာလက်မရည်တွဲခဲ့ရတဲ့ဒိုင်းသာလက်တကအဖွဲ့အချို့ဟာခြေထားပြီးသားဂရုကုဝတ်တွေကိုချုပ်ဖောက်ပြီးငင်းငယ်လမ်းကြောင်းကိုတွေးဖယ်မှုပြုလုပ်ခဲ့ကြတယ်။ငင်းချမ်းနဲ့ပတ်သက်လို့ကြုံတွေ့နေခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပုံမှာအချိန်ခတ်ပြီးတမ်ဘော်တော်နေနဲ့ငင်းချင်းဘူဝါဒ6ချက်ကိုရှင်းလင်းတိကျစွာပြဋ္ဌာန်းထားခဲ့ဖြစ်တယ်။ငင်းချင်းအေးဆိုတာ ်တို့ဆိုဆွေးနွေးပြီးအဖြေရှာမှသာရရှိနိုင်မှာဖြစ်လို့ရင်းကျဲလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာဖြစ်ချင်တာတွေကိုပြောဆိုနေမဲ့စားဖြစ်တင်တာတွေကိုပြောဆိုပြီးဖြစ်နိုင်တာတွေကိုညီညီညွတ်ညွတ်ပူးပေါင်းလှုပ်ဆောင်သွားကြမှာဖြစ်တယ်လက်တွေ့ကြပြီးအောင်မြင်ခိုင်မာတဲ့ရင်းကျဲကိုတည်ဆောက်နိုင်မှသာတိုင်းပြည်ဖူဖူထွတ်တဲ့ရေးနဲ့ပြည်သူလူထုရဲ့ကောင်းကျိုးကိုရှေ့ရှုဆောင်နိုင်မှာဖြစ်ကြောင်းအတိအပြပြောကြလို့တယ် ရဲဘော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ပုံမှန်339မှာနိုင်ငံတော်ကပြည်တွင်းပြည်ပအန္တရာယ်များမှာကာကွယ်ရန်အတွက်တပ်မတော်ကဥဆောင်ရမည်လို့ပြထန်းထားတယ်ဒုနိုင်ငံရဲ့ကာကွယ်ရည်မှန်းချက်နဲ့တာဝန်ထဲမှာလည်းနိုင်ငံတော်ကာကွယ်နဲ့လုံခြုံရေးတွင်ပြည်ပအမိကိုကင်းစွာဖြင့်ပြည်တွင်းအင်အားစုများကို အခြေခံ၍ပြည်သူတွေလည်းပါဝင်သည့်ခင်မီပြည်သူကာကွယ်စနစ် ဂျူပန်ဖော်ဆောင်ရလို့ဖော်ပြ ပါရှိတယ်။လက်ရှိပထူပီနိုင်ငံရေးအခြေအနေနဲ့ဖြစ်ပြနေတဲ့နိုင်ငံတကာအခြေအနေပေါ်မှာမူတည်ပြီးဒုနိုင်ငံအပါအဝင်နိုင်ငံငွေတွေရဲ့ကာကွယ်ရေးလူကျိုးနဲ့အချို့ချာအနာဒီတက်ခိုင်ပြဲရေးဟာပြည်သူတရားတို့ပါဝင်တဲ့အင်အားစုပန်းနဲ့တိဆောက်သွားမှသာခိုင်မာမှုရှိမှာဖြစ်တယ်။ဒုနိုင်ငံရဲ့ကာကွယ်မဟာဗျူဟာအနေနဲ့ ပြည်သူများပါဝင်တဲ့ပြည်သူ့စစ်မဟာဗျူဟာကိုခေါ်ဆောင်ကျင့်သုံးနေတာကြောင့်နိုင်ငံရေးအချုပ်အခြာအာဏာပေါ်မှာထိပါနှောင့်ယှက်လာတဲ့ရာဇဝင်မှန်သည်မြတ်မတော်ကိုမာနယ်ပြုထားတဲ့ပြည်သူတရားလေးရဲ့စူပောင်းအားတွေနဲ့တွန်းလှန်ချေမှုန်သွားကြရမှာကနိုင်ငံသားရဲ့မျိုးရပါတမန်တော်ဝင်ဖြစ်ကြောင်းလေးလေးနက်နက်ပြောကြလို့တယ်ရဲဘော်တို့မကြမီရိုက်ပိုင်းတွင်းမှာ ါတီဆိုဒီမိုကရေစီထူထူရွေးကောက်ပွဲကြီးကျင်းပတော့မှာဖြစ်တယ်။ရွေးကောက်ပွဲကျင်းပရမှာနိုင်ငံရေးပါတီများတရားမျှတစွာပါဝင်နိုင်ရေးအတွက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ဤဥပဒေများကိုအသည့်ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်တယ်။ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့သတင်းချက်လက်တွေကိုလည်းနိုင်ငံတော်ကနေအခြေအနေတပြင်းကြီးဖော်ပြပေးလျက်ရှိတယ်။အခုကျင်းပမဲ့ရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့ညီမဲပေးခွင့်မရှိသူများမှာအပကျမ်းမဲဆန္ဒမဲဘေးပံခွင့်ရှိသူအားလုံးဒုရစာဆန္ဒမဲပြေးကြမှာဖြစ်တယ်မိမိတို့ရွေးချယ်မဲ့ရွေးကောက်ကောင်ကိုယ်စားလှယ်များဟာနိုင်ငံရဲ့အကျိုးကိုအမှားတကယ်ဆောင်ရွက်နိုင်သူဒုတာဝန်ရည်သူပေါက်ကိုအမှားတကယ်ထိန်းသိမ်းကာကွယ်ဆောက်ရှောက်နိုင်သူနဲ့နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မှုတွေဆောင်ရွက်နိုင်မဲ့သူတွေဖြစ်ဖို့လိုအပ်တယ်ပါတီစိုဒီမိုကရေစီဖြစ်တဲ့နေကြီးနိုင်ငံရေးပါတီများ ို့တို့ကိုယ်စီလေလမ်းများနေနဲ့တရားမျှတသောဝင်ရောက်ရှိပြန်ချဖို့အတိပေးပြောကြလိုတယ်။နိုင်ငံတော်စုအနေနဲ့2025ခုနှစ်ပါတီစိုဒီမိုကရေစီထရီရွက်ကောက်ပွဲကြီးကိုလွတ်လပ်ပွင့်လင်းပြီးတရားမျှတတဲ့ရွက်ကောက်ပွဲကြီးတိခါရှိတဲ့ရွက်ကောက်ပွဲအဖြစ် အောင်မြင်စွာကျပပြုလုပ်နိုင်ရေးဘက်ပေါင်းစုကကျူပါလှုပ်ဆောင်နေတဲ့အချိန်မှာနိုင်ငံတော်စုရောက်ကိုစန့်ကျင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းချို့က ယောဂဘွဲကိုအဟံတဖြစ်စေရည်ဒီလက်မျိုးစုံနဲ့လူဆောင်နေကြတာကိုလည်းသတိပြုကြရမှာဖြစ်တယ်။ယောဂဘွဲမှာပြည်သူဆန္ဒမဲနဲ့ရွေးချယ်ယောဂပြင်းမြောက်တဲ့အစိုးရတည်းဖြစ်ပေါ်လာခဲ့ရင်ဒေရှိနိုင်ငံကနိုင်ငံတော်အစိုးရကိုဆန့်ကျင်နေတဲ့အဖြတ်ပေါ်အကြမ်းဖက်သမားတွေတင်နဲ့သူတို့ရှေ့ဆက်ရပ်တည်မှုခက်ခဲလာနေတာကြောင့်ယူဘော့ယူကော့ဘွဲကိုအနှောက်အယှက်ဖြစ်အောင်အခုလိုလှုပ်ဆောင်နေကြခြင်းပဲဖြစ်တယ်။ဒါကြောင့် အဲ့ဒီအဖြစ်မှောက်တွေရဲ့လုံဆောင်ချက်တွေကိုဒါစီကာကွယ်ပြီးရုပ်ကပုဂ္ဂိုလ်အောင်မြင်စွာကျေပနိုင်ဖို့အတွက်ရေဘော်တို့အနေနဲ့ပြည်သူလူထုနဲ့လက်တွဲပြီးကြာရခန္ဓာအသီးသီးကနေကျူပဆောင်သွားကြဖို့တိုက်တွန်းပြောကြလိုတယ်ရေဘော်တို့ဤကုန်းကျုပ်အနေနဲ့မှားချလိုတာကတော့တော်ဝင်ကြတဲ့အသီးသီးမှာပြီးရတဲ့တာဝန်တွေကိုကြီးပေါ်သာထမ်းဆောင်ရင်းတစ္ဆာသူရသိပ္ပ အရာမှာစန်တင်ကွန်ပျူတာသူမဲ့ဖြစ်အောင် ကျိုးပန်းဆောင်ရွက်သွားကြပါရေဘော်ရိုတင်နဲ့ယူသားဖြတ်မှစွာတာဝန်ထမ်းဆောင်ပြီးအကဲကဲအကြက်တဲနဲ့ရင်ဆိုင်ကျုံတွေ့ရချိန်တိုင်းမှာမှကြောင့်အတင်ခံနေတဲ့ခေါင်းဆောင်ကောင်းများဖြစ်အောင်ကျိုးပန်းဆောင်ရွက်သွားကြပါစီကန်တိုင်းတာဘေးကွင်းကွာဆိုတဲ့အတိုင်းစီကန်နဲ့ဥပဒေကိုလေးစားနိုင်တဲ့တတ်တဲ့တမရသားကောင်းတွေဖြစ်အောင်ကြိုးစားနေထိုင်ကြပါ ပြည်ရည်တည်ငြိမ်အကြမှုရှိအောင်တမတော်ကဆောင်ပေးလျက်ရှိတဲ့အခြေအနေမှန်တွေကိုဒိုင်းသားပြည်သူအားလုံးသိမြင်လာအောင်ဆောင်ရွက်သွားကြပါလို့တိုက်တွန်းမှာကြရင်ဤကုန်းချုပ်လိုက်တယ်